တစ်စိမ့်ချက်သားလောက်ကိုကျွန်မဘလန်ဒါနဲ့ချိန်ပါမယ်ရှင်ဒါပေးလေးကိုမနီလေးရကျွန်မရေစိမ်ထားတာဖြစ်ပါတယ်ပဲချိတ်မဲ့ထဲကိုရေလေးအနှင်းငယ်ထည့်လိုက်ပါမယ်ရှင်။ကျမတို့ပဲချိတ်တိုင်းမှာရေလေးအနှင်းငယ်ထည့်ပေးဖို့လိုအပ်ပါတယ်။အများကြီးထည့်စရာမလိုပါဘူးရှင်။အနှင်းငယ်ပဲထည့်ပေးဖို့လိုအပ်ပါတယ်။ဖုံးလေးဖုံးလိုက်ပါမယ်။ ထားချိန်မယ်ပေါ့နော်ရရှိလာတဲ့ပဲလေးတွေကိုကျွန်မအရေးစစ်ပါမယ်ရှင်စလုံးတစ်ခုတည်းကိုပဝါလေးအုပ်လိုက်ပါမယ်ရှင်ဒီပဝါစာလေးတွေကိုခုနကချိန်ထားတဲ့ပဲလေးတွေလေးတွေထောက်ထည့်လိုက်ပါမယ် မလက်ကိုဆင်းဆင်းဆေးထားပြီးဖြစ်တဲ့အတွက်လမ်းထဲပဲညှစ်ပါမယ်ရှင်။လက်အိတ်သုံးတဲ့အခါမှာပဲညှစ်တဲ့အခါအဆင်မပြေလို့ပါရှင်။ဖြတ်ရှိနိုင်ဒီပေးပတ်လေးတွေကိုပြန်ပြီးတော့ကျမတို့ကြိတ်ချဖို့အတွက်ဘလန်နာလေးပြန်ဖိလိုက်ပါမယ်ရှင်။ပဲလေးတွေကိုဒုတိယတစ်ခေါက်ထပ်ချိတ်ဖို့အတွက်သူထဲကိုရေလင်းလောင်းထည့်လိုက်ပါမယ်။အလိုနည်းနဲ့ကျွန်မအထက်ထပ်ချိတ်သွားပါမယ်ရှင်။ ရှိလာတဲ့ပင်ရည်လေးတွေကိုကျမတို့ဂျုံနဲ့အိုတလုံးလေးကိုပေါင်းထည့်ထားလိုက်ပါမယ်ရှင်။ဒီနည်းတွေကိုရေချိန်ပြီးတော့ကျမအိုတလုံးလေးဆုထည့်ထားလိုက်တာပဲလေးတွေဒီလောက်ပို့ပေါ့နော်ကျမရရှိပါတယ်။ဒီအိုလေးကကျမတို့ပေါင်းနေဆိုရင်၃၃လုံးအိုလေးလုံးအိုလောက်ရှိတယ်။ရိုးရိုးထမင်းချက်တဲ့အိုဆိုရင်လည်းဒါ၃အိုလေးလုံးအိုလောက်ပါပဲ။ဝေးပဲမုံနေဆိုရင်ဒီအိုတအိုပေါ့နော်ဒီအိုတအိုစာအဲတထုပ်ဆိုရင်ရတယ်။အခုဆိုရင်ပဲကိုကျမတို့က grand chain နဲ့ဆိုတော့ grand 150 grand ဆိုရင်လည်းမွေးပဲမုံတထုပ်ရဲ့အလေးချိန်လောက်ရှိပါတယ်။အဲ့ပဲကိုကြိတ်ချေတာ တဲ့အရေးဆိုရင်လည်းကျမတို့ဒီတူလောက်အသုံးပြုလို့ရပါတယ်အခုကျမအသားစီတပ်ဖို့ပြင်ဆင်ပါမယ်အသားစီတပ်ဖို့ပြင်ဆင်တဲ့အခါမှာကျမကစက်သွုံမြူလေးကိုထည့်ပါတယ်တချို့လူတွေကတော့စက်သွုံမြူကိုရှောင်ပါတယ်စက်သွုံမြူမထည့်ပါဘူးဘာဖြစ်လို့မထည့်တာလဲဆိုရင်တို့ကအုံနှုတ်အနံ့သေးွားမှဆိုလို့ပါရှင်အုံနှုတ်အနံ့ကိုတတ်တလို့ဖြစ်မှဆိုလို့ပါအဲ့တော့စက်သွုံမြူကိုအသုံးပြုမှာပါဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ဟင်းရည်လေးကစက်သွုံမြူထဲမှာပေါ်ပြီးမှုေးတယ်လို့ကျမခံစားရလို့ပါအုံနှုတ်ကိုတော့ကျမက ကျမချက်မဲ့ပဲပေါ့နော်အခုဟိုကလေးပဲကိုကျမက150ဂရမ်အသုံးပြုထားတာဖြစ်တဲ့အတွက်150ဂရမ်ကျမရဲ့အချိုးဟာထမင်းပေါင်းကို3လုံးအိုးတအိုးပါ3လုံးအိုး4လုံးအိုးတအိုးစာပေါ့နော်အဲ့ဒီတအိုးစာကိုဆိုရင်ကျမဒီ variety 500 ml အသုံးပြုပါတယ်ဒီ500 ml ကိုကြတော့ကျမတဝက်ကိုအုံစီချက်ချက်မှာပါတဝက်ကိုအစိမ်းဟိုပဲဦးလေးကိုထည့်မှာပါရှင်အခုစပြီးတော့ချက်ရအောင် ျမကဒီအောင်ကစက်သွန်မျိုးတလုံးစာကိုအသုံးပြုထားပါတယ်။ချက်တော်အနီကိုကြတော့အနှစ်ကသူကသိပ်မလို့တာဖြစ်တဲ့အတွက်ဒါကျမချက်တော်အနီဥကြီးတလုံးအသုံးပြုထားပါတယ်အဖုံးလေးထုံးလိုက်ပါမယ်စာချိန်ပါပေါ့နော်စာပြီးချိန်လိုက်ပါပြီ တောင်းတော့ကျွန်မရင်မုံသားရဲ့တဝက်ကိုအသုံးပြုမှာပါအကယ်၍ချက်သားကိုပေါ့နော်အစိမ်းဒီလိုမျိုးကျွန်မလိုမျိုးဟိုအနှစ်ထိုးမယ်ဆိုရင်လည်းဖြစ်ပါတယ်အကယ်၍များအနှစ်မထိုးချင်ဘူးဆိုရင်လည်းချက်သားလေးကိုဟိုပြုတ်ပြီးတော့ပေါ့နော်ဟွာပြီးတော့ထည့်နိုင်ပါတယ်အဲ့ဒါတော့ကိုစိတ်ကြိုက်အသုံးပြုနိုင်ပါတယ်ကျွန်မကတော့ဒီအသားလေးကိုအစိမ်းအနှစ်ထိုးရတာကိုသဘောကျလို့ပါရှင်တောင်းတတိလေးတောင်းလိုက်ပါမယ် အရင်ကတော့အတော့မပြူပါဘူးရှင်ဝင်ရောတော့ပြလိုက်ပါမယ်။ကျမရဲ့အချိုးကပဲကိုသမင်းပေါင်းကိုတလုံးဆိုရင် ကျမတို့ဒီရကိုချက်သားကိုကျမအစိတ်သားဒါမှမဟုတ်30သား35ချက်သားအလောက်အမီပါအသုံးပြပါတယ်ရှင်။ဒါရင်ပုံတစ်ချမ်းမှာ ရင်မုံရဲ့တဝက်ပါပေါ့နော်အဲ့ဒါလေးကိုကျွန်မအသုံးပြုပါတယ်ဟိုအလေးချိန်အဖြစ်တော့ကျွန်မထင်တယ်ဒါအစိတ်သားလောက်တော့ရှိမယ်ထင်ပါတယ်ဘာလေးတွေတုံးခဲ့အခါမှာကျွန်မအချုံငန်လေးနဲ့နေမယ်ပေါ့နော်အခုအဲသူ့အတွက်စနွေးမုံလေးအနှဲငယ်ထည့်လိုက်ပါမယ်စားလေးတစ်ပြည့်စုံတစ်စုံစားထည့်လိုက်ပါမယ် သားမှုန့်လေးကိုလည်းဇွန်ကြားလေးနဲ့နည်းနည်းထည့်လိုက်ပါမယ်ကော်ဖီဇွန်တဝက်စာရှိပါတယ်ရှင်အရင်ဆုံးကျမတို့အချုံငံကိုဒီလောက်လေးနဲ့ပဲနဲ့နှက်ပါအောင်မယ်။ဦးထဲမှာလိုအပ်တယ်ဆိုရင်ကျမတို့ထပ်လိုက်ပါမယ်ရှင်။ဒါအသားကိုနှက်တဲ့အချိန်လေးပဲဒီလောက်အသုံးပြုတာပါ။အုံနှုတ်ခေါက်ဆဲချက်တဲ့အခါမှာကျမရဲ့အချိုးအတိုင်းပဲ ဟိုထမင်းပေါင်းတစ်လုံးသာဆိုရင်ကျမကဒီအသားကိုအစိတ်သား30သားအသုံးပြုရပေါ့နော်အဲ့သူ့ဤပဲမဟုတ်ပါဘူးရှင်ကျမကလေကြက်လေချောင်းယိုးလို့ကြက်ချထောက်တို့ရှင်လဲကျမထည့်ပြီးအသုံးပြုပါတယ်အဲ့ဒါကြောင့်မလို့ကျမဒီအသားလေးကိုအလောက်ပဲထည့်ခြင်းဖြစ်ပါတယ်ကျမမှာကြက်ချထောက်လေးရှိနေရမှလို့အဲ့ကြက်ချထောက်လေးပါထည့်ပြီးအသုံးပြုမှဖြစ်ပါတယ်စီတက်ဖို့အတွက်ကျမဒေဝလေးကိုမျိုးပို့ပေါ်ဆက်တင်ပါပြီစီကိုတော့အများကြီးမသုံးပါဘူးရှင်စီကိုအလေနည်းနည်းပဲအသုံးပြုပါမယ်ဘာဖြစ်လို့လဲဆိုတော့ကြက်ကလည်းဟိုသူ့ရဲ့ င်ကိုကနေပြီးတော့ထွက်တဲ့စီလေးနည်းနည်းရှိမယ်ပြီးတော့ကျမကမြေဘဲဆန်ကိုအသုံးပြုမှာဖြစ်တဲ့အတွက်မြေဘဲဆန်ထွက်တဲ့စီလေးရှိအောင်မယ်ရှင်အဲဒါကြောင့်မလို့ကျမစီကိုအများကြီးအသုံးမပြုပါဘူးစီအိုးလေးကိုတင်နေစဉ်အတွင်းမှာပဲကြပြိုင်နဲ့ထဲကျမချက်ဥပြုတ်လိုက်ပါမယ်ဒါကျမတို့ရှိမှာတော့ချက်ဥပေါ့နော်ချက်ဥအဖြူပါဘဲဥမရှိလို့ပါရှင်အကယ်၍ကိုကဘဲဥကြိုက်တယ်ဆိုရင်လည်းဘဲဥထည့်ပါရှိတယ်ဆိုရင်ပေါ့နော်အကယ်၍မရှိဘူးဆိုရင်လည်းချက်ဥပဲထည့်ပါပေါ့ကျမကတော့ဒီ ထမင်းပေါင်းအိုး၄လုံးအိုးနဲ့ဆိုရင်၃လုံးအိုး၄လုံးအိုးနဲ့ဆိုရင်ကြက်ဥ၄လုံးအသုံးပြုပါတယ်ဒါကျမရဲ့အချိုးပါစီလေးငယ်ငယ်ပူလာပြီဆိုရင်အဲ့ထဲကိုကျမစနွေးမုတ်လေးအနည်းငယ်အသုံးပြုပါမယ်အယောင်အတွက်ပါပေါ့နော်အဲ့ထဲကိုကျမခုနကကြိတ်ထားတဲ့ကျက်သွန်အဖြူနဲ့အမီကိုထည့်လိုက်ပါမယ်။နန်စတိတ်အိုဖြစ်တဲ့အတွက်ကျမရန်စီပူတဲ့အချုံမဆောင်နဲ့ကျက်သွန်အဖြူလေးကိုထည့်လိုက်ပါရစေ။ ေးတတ်တာဒီလိုရွှေညိုရောင်လေးတန်းလာပြီဆိုရင်ရပါပြီကျွန်မအပားထည့်လိုက်ပါတော့မယ်ဒီတော့ဒီမထည့်သေးတဲ့ကုသားကိုချစ်အောင်လှော်ပါမယ်။ဆက်ထဲမှာကျွန်မမှာတက်ချက်တော့ရှိလို့တက်ချက်တော့ပြထည့်လိုက်ပါတယ်။ မကငွေကြီးအောင်တောင်းလေးကိုသူင်းဆောက်ဆုံးတစ်စုံစာထည့်လိုက်ပါတယ်။ဆိုလို့ဆိုရင်ဆိုင်းချစ်ပြီးတော့လုံးလာပါတယ် အစုံရင်းလေးအနေနဲ့ဆက်ပါမယ်ချက်သားကအရန်နူးပြဲပြီးတော့ဣွားဖို့လည်းမလိုအပ်ပါဘူးအနိုင်ချက်เสียလည်းမလိုအပ်ပါဘူးကျမတို့ဒီဟာချက်သားလေးကချက်ပုံအဖြစ်ဝင်နေတဲ့အနံလေးနဲ့အနံလေးပြောင်းသွားမယ်စီတက်တဲ့အနံလေးထွက်လာမယ်ဟိုညှိနှမ်းပျောက်သွားပြီဆိုရင်ကျမတို့ဒီဟာရပြန်နေပါမယ် နော်ဒါလေးခဏလေးတော့ထားလိုက်ပါဦးမယ်ကျွန်မချက်ထားတာဒီနောက်အနေထားလေးဆိုရင်ကျွန်မဒီချက်သားဥကိုရက်လိုက်ပါမယ်ဟင်းဥထဲမှာပဲထပ်ပြီးတော့သူ့ကိုဆက်ပြီးတော့နှူးမြအောင်တည်ပါမယ်အခုဒီလောက်ကတော့စီတက်တာအနေထားတော့ပါပဲရှင် ်အမှုခါဆွဲတဲ့ကိုဒီလိုမိုဒယ်လေးပေါ့နော်လက်တဆုပ်စာလောက်ဟိုထောင်းပြီးထည့်တာပဲဖြစ်ဖြစ်ချိန်ပြီးထည့်တာပဲဖြစ်ဖြစ်ထည့်တာကိုကြိုက်ပါတယ်ညီမဲထည့်တာတဲ့အနံလေးရကြတော့လေမွေးသလိုမျိုးပေါ့နော်အခင်းကိုပို့ပြီးမွေးပြန်လို့ခံစားလို့ပါရှင်အကျဉ်းလေးရေးပြနေလာဆိုရင်အဲကျွန်မဆက်မပြတ်နေပါဘူး။ဒီဘေးလေးညာအလိုဖြစ်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 နေပေါ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 မြင်လာတဲ့အခါတော်တော်မြင်လာပြီဆိုရင်ဒါဟာရနိုင်ပါပြီနော်။အဲဆိုရင်ပြိတ်လိုက်ပါတော့မယ်။ เนาะเป้ยีอูเล่สาดเต็มมาบิเป้ยีสาดเต็มในคามาจมารุอสมอเป็ดหมวยลงโลดอัดไป ပဲ꽈ပြီးတော့စုပွက်လာတဲ့အထင်ကိုကျမတို့ကဇတိုင်းဝင်နေဖို့လိုအပ်ပါတယ်။တချို့တွေကဒီပဲတွေကိုဆွေးမုတ်ခဲတတ်ကြပါတယ်။ကျမကတော့ဒီထဲရဲ့ပဲအရာကိုအဝါရောင်တောက်တောက်မလို့ကြိုက်တာဖြစ်တဲ့အတွက်ကျမအညိုဘက်တန်းတာကိုကြိုက်တာဖြစ်တဲ့အတွက်ကျမအဲ့ထဲကိုဆွေးမုတ်မထည့်တော့ပါဘူးရှင်။ကျမကထညက်ကိုပဲအသုံးပြုမှာဖြစ်ပါတယ်။ပဲဟုတ်ကိုတင်းနေစဉ်အတွဲမှာပဲကျမကမြေပဲစံလေးထည့်ချင်လို့မြေပဲစံတစ်ခါလေးပွအောင်ထည့်လိုက်ပါတယ်။ ေပဲဆန်ခုနကဝါလှော်ပြီးတော့ချိန်ထားတာလေးပါတစ်ခါစားထည့်လိုက်ပါတယ်တည်နေတဲ့အချိန်မှာတစ်ခါလေးထည့်မှာကပဲရအတူတူပွားမှာပဲဖြစ်ပါတယ်ကျမကအုံနောက်ခဆွဲပဲဖြစ်ဖြစ်၊မွေးငါပဲဖြစ်ဖြစ်အဲဒီနေ့ချက်ဒီနေ့မစားပါအောင်ရှင်အဲဒီနေ့ချက်ပြီးတော့မနက်ဖြန်လောက်မှစားရပဲဖြစ်ပါတယ်အဲ့ဒါမှလာပွဲပဲတွေက ပို့ပြီးတော့ပွားมาပဲဖြစ်ပါတယ်ပွဲတွေပွားလာပြီးတော့အဲ့ချိန်မှာဟိုမြေပဲဆန်လေးတွေကလည်းအစီလေးတွေထွက်လာပြီးအဲမြေပဲဆက်အနံ့ကလည်းတင်းလာပြီးဆိုအဲ့အုံလုခောက်ဆွဲအရန်စားလောက်ကောင်းပါတယ်အဲအုံလုခောက်ဆွဲနဲ့မကဘဲနဲ့မွေးငါးကိုလည်းကျွန်မကအဲ့လိုမျိုးနေတိုင်းပဲပေါ့နော်တညချူပြီးတော့ချက်ထားတယ်ပေါ့အဲ့ချိန်မှာကပို့ပြီးတော့ကောင်းတယ်လို့ခံစားရလို့ပါရှင် တချို့တွေကတော့ပဲကြိုတဲ့အခါမှာဟိုရေနေနေနေပဲပေါ့နော်ကြိုပြီးတော့နောက်မှရေထပ်လိုက်တတ်ပါတယ်ကျမကတော့တခါတည်းရေကိုခမျာများနဲ့ကိုတင်မဲ့အနေထားတိုင်းတခါတည်းထည့်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတင်နေမိရလဲပြင်းနေအဲပြီးတော့အနေထားကလည်းညံညံချက်နိုင်တဲ့အနေထားညံညံပွားနိုင်တဲ့အနေထားရှိရဖြစ်တဲ့အတွက်ကျမကရေကိုတခါတည်းပဲကျမလိုချင်တဲ့အတိုင်းတောင်ထည့်လိုက်ပါတယ် ပဲကြိုတဲ့အခါမှာရေနည်းနည်းထည့်တာတော့များများထည့်တာတော့ကတော့ကိုစိတ်ကြိုက်ပါကျမကတော့တခါတည်းပဲဟိုမီးအားလည်းကောင်းနေတော့လေဟိုကိုကြိုးချင်တဲ့အနေထားတိုင်းကိုဒပရိတ်ထဲရေထည့်လိုက်ပါတယ် ့ကြတော့ဥမခဆွဲကိုအယောင်ဖြူဖြူလို့ဝါဝါတော့တိတ်မြင့်ကြိုက်ပါလို့ရှင်ဟိုကျမကြိုက်တဲ့အနေထားလေးရကြတော့အယောင်နည်းနည်းညံ့ညုံလေးပေါ့နော်ညံ့ညုံအနေထားလေးဆိုရင်ကျမကြိုက်လို့ကျမကတော့ပြီးရင်ထညက်ကလေးထည့်လိုက်ပါမယ်ဥမမထည့်သေးပါဘူးရှင်တခါလေးထည့်တယ်ဆိုရင်ထညက်ရဲ့အမှိုက်တဲ့တရိုက်တွေပါသွားမှာဆိုတော့ကျိုးပြီးမှလည်းကျမထည့်ပါမယ် ခုဆိုရင်ဘဲလေးက support ချင်တဲ့အနေထားလေးဖြစ်လာပြီပေါ့နော်။ဝီဇာမှာတော့နည်းနည်းလေးဂရုပြုပါ။ဟိုပွက်လာပြီဆိုရင်ကျွန်မမီးကိုတော်တော်ရှော့လိုက်ပါတော့မယ်။နောက်ဆိုရင်ဝီဇာမှာဆိုလို့ပါရှင်။အဲ့ဒီလေစပွန်လာပေးမှလို့ကျွန်မ variety 900 ml ကိုကျွန်မတဝက်ထည့်လိုက်ပါမယ်တဝက်ကိုတော့ကျွန်မအောက်ဆီဂျင်လုပ်ပြီးထည့်ပါမယ်ဒါအစိမ်းအတိုင်းနဲ့ ချက်လို့ရပါတယ်ကျွန်မကတော့အုံစီချက်လေးနဲ့နည်းနည်းအမှုမွှေးတာလေးစားချင်လို့အုံစီချက်လေးချက်အောင်ပါပါဒီလိုပွာလာပြီးတော့ပဲရီလည်းစုပွက်လာပြီးဆိုရင်ကျွန်မကခုနကကျွန်မချက်ထားတဲ့ချက်သားလေးကိုထည့်လိုက်ပါတော့မယ် ူးလေးတင်ထားနေစဉ်အတွင်းမှာပဲကျွန်မဒီဘက်မှာအောက်ဆီဂျင်လေးချလိုက်ပါမယ်။နောက်က righty ဒီအမိုးရေပုံပေါ်တော့တဝက်သုံးမလားလို့ထည့်လိုက်ပါမယ်။အားလေးကိုကြုံပါမယ်။ကျွန်မကြောက်လေးကိုမမခင်လေးခြိုက်တက်လို့ခူလေးရထည့်ထားလိုက်ပါမယ်။အားလေးကျမထမင်းစားစုံနဲ့တစ်စောင်းလောက်ထည့်လိုက်ပါတယ်။ သားမောင်လေးကိုတော့ကျမကလက်ပြေစောနှစ်ဆုံးစားထိလိုက်ပါတယ်။တညက်ခဲလေးသုံးလုံးဂျိုထားတာလေးကိုကျမအမိုက်တလိုက်ဒီပါမှာဆိုလို့စကားလေးနဲ့ဆက်ထားတာလေးပါ။အဲဒါကိုအယောင်နဲ့အချိုအတွက်ထိလိုက်ပါမယ်။ချိုလေးကတော့အတော်ပဲဖြစ်သွားပါပြီ။အငယ်ကတော့နည်းနည်းလုံလုံးကျမခမင်းစားစွန်းနဲ့တစွန်းထပ်ထိလိုက်ပါလေ။ခါဆွဲလို့လေကျမကအဒီလိုအညုံရောင်ဘတ်သွားတဲ့အရာလေးကိုပို့သဘောကျလို့ပါရှင်။ ်အိုရဲကိုအုံးစီချက်ချက်ထားတာလေးခတ်ထည့်လိုက်ပါမယ်အုံးစီချက်ကကျွန်တော်ခုနကဟိုအုံးနှုတ်ကိုတဝက်အသုံးပြုထားပေးမယ်နောက်ထပ်ကျွန်မမုံလေးတွေထပ်လုပ်တဲ့အခါမှာအုံးစီချက်ထချက်နေရမှာဆိုလို့နောက်ထပ်တဘူးကိုထပ်ဖောက်ထည့်ပြီးတော့တဘူးခွဲအုံးစီချက်ချက်ထားတာဖြစ်တဲ့အတွက်ဒီထည့်ကိုအများကြီးမထည့်ပါဘူးရှင်တဝက်စားပဲထည့်လိုက်ပါမယ် ုံးနှုတ်ခေါက်ဆွဲလေးရရှိနေပါပြီ။ဒါပေမဲ့ကျွန်မအခုမစားသေးပါဘူး။နတ်ဖန်မနတ်ဖရာအာယုံစုံကိုကပ်ပြီးတော့မှလည်းကျွန်မတို့စားမှာပါ။ဒီအိုးနဲ့ဆိုရင်ကျွန်မချက်တဲ့အချိုးကအတော်ပါပဲ။ဒီသုံးလုံးအိုးလေးလုံးအိုးနဲ့ဆိုရင်ကျွန်မချက်တဲ့ကြက်သားလေးရဲ့အုံးနှုတ်ရဲ့ပဲရဲ့အနေတော်ပါပဲရှင်။ဟိုကြက်ဥကလည်းလေးလုံးထည့်ပါတယ်။အဲ့အချိုးကအနေတော်ပါကျမထည့်တဲ့အချိုးလေးနဲ့လိုက်ပြီးတော့ချက်စားကြည့်ကြပါအောင်ရှင်အရင်ကောင်းတဲ့ဥလုခောက်ဆွဲလေးတစ်ခုကိုရရှိမှာပါ